250တန်နဲ့ဒီနေ့ထိုင်းရွှေစည်းဖွင့်သွားပါတယ် အလုံးမင်္ဂလာပါစိတ်ချမ်းသာခြင်းကုချမ်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေဒီနေ့တိုင်းရွှေဈေးကမနက်ပိုင်းမှာ950တက်ပါတယ်96.5ရာခိုင်နှုန်းရှိတဲ့တိုင်းရွှေခဲဈေးဆိုင်ကရောင်းတဲ့ဈေးက9800ဆိုင်ကလက်ခံတဲ့ဈေးက9800လက်ဝယ်ရတဲ့ဈေးနှုန်းတွေကဆိုင်ကရောင်းတဲ့ဈေးက9600ကမ္ဘာရွှေတအောင်စာကိုဒေါ်လာ3382နဲ့တိုင်းရွှေဈေးကိုတွက်ထားပါတယ်ဒေါ်လာကိုတိုင်းမှတ်ငွေ30နဲ့တမ4ရှင်းနဲ့တိုင်းရွှေဈေးကိုတွက်ထားပါတယ်96.5ရာခိုင်နှုန်းရှိတဲ့တိုင်းရွှေခဲကဘန်ကောက်ထဲမှာလက်က200ရှိပါတယ်လက်ကပြည်စီတိုင်းရွှေခဲတစ်ပတ်သားကို9200နဲ့ပေါင်ဈေးရှိနေပါတယ်ဆိုင်ကလက်ခံ ံတဲ့စီကရာခိုင်နှုန်းပြန်မပြတ်ပဲဆိုင်က9000တထောင်900နဲ့ပြန်ပြီးတော့လက်ခံမှာပါလက်ဝင်းနိုင်လက်ခတွေကတော့ဘန်ကောက်ထဲမှာတပတ်သားကိုတထောင်ကနေတထောင်ဒီရှိနိုင်ပါတယ်မိမိဝယ်တဲ့ထည်ပေါ်မှာမူတည်တယ်လို့ရောင်းတဲ့ဆိုင်ပေါ်မှာမူတည်ပြီးတော့လက်ခစီနှုန်းကပြောင်းလဲမှုရှိနိုင်ပါတယ်ဒီနေ့ထိုင်းရွှေလက်ဝင်းနာတပတ်သားကိုပြန်ရောက်မယ်ဆိုရင်ဆိုင်က900ခိုင်နှုန်းဖြတ်ပြီးတဲ့အပြင်ကို4900ကျော်စီနဲ့ပြန်ပြီးတော့လက်ခံနိုင်ပါတယ်69ကျော်ကကိုရှိတဲ့ရွှေအခဲစီတကရန်ကိုဆိုင်ကရောင်းတဲ့စီက3530ဆိုင်ကလက်ခံတဲ့စီက3516ပတ်နဲ့ပေါက်စီရှိပါတယ်ထိုင်းရွှေစီကမနေ့ကခမန်းထားခဲ့တယ်လို့မဖြစ်လာပါဘူးကမားရွှေ ွေဈေးတွေကမကျတဲ့အပြင်တက်သွားတာဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီနေ့ထိုင်းရွှေဈေးကလည်းဆက်ပြီးတက်သွားတာဖြစ်ပါတယ်။လက်ရှိမှာလည်းထိုင်းရွှေဈေးတက်ဖို့လာလာရှိနေပါတယ်။ကမ္ဘာရွှေဈေးကလက်ရှိမှာတက်နေပါသေးတယ်ခင်ဗျ။ထိုင်းရွှေကိုစိတ်ဝင်စားလို့ဝယ်စုခြင်းနဲ့တူတူလည်းလက်ခဈေးသက်သာတဲ့ဆိုင်ကိုကျွန်တော်လမ်းညွှန်ပေးပါမယ်။ဘန်ကောက်ထဲမှာဆိုရင်စီနက်ဂလင်စီကော့စခွဲမှာတော်ပြီးတော့ဝယ်လို့ရပါတယ်။တပတ်သားကိုလက်ခ205ဘတ်သားတွေဝယ်မယ်ဆိုရင်လက်ခအကုန်ကျမရှိပါဘူး။ထိုင်းရွှေဈေးငွေဈေးတွေကိုအများအားတင်ပေးပါတယ်။ထိုင်းရွှေဈေးငွေဈေးတွေကိုသိချင်နေဆိုရင်ကျွန်တော်ဗီဒီယိုတွေကို follow လုပ်လိုက်လို့ထားနိုင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာခြင်းကိုကြံပါခြင်းနဲ့ပြည့်စုံပြီးအနေအကင်းလို့ပြီးရှင်းနိုင်ကြပါစေ။